င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာစစ်အုပ်စုကလုံမဲ့ရွေးကောက်ပွဲကိုဂျပန်အစိုးရကလက်မခံဘူးလို့ထုတ်ပြန်လိုက်ပြီးအဲ့ဒီရွေးကောက်ပွဲကြောင့်ပြင်းထန်တဲ့စန့်ကျင်မှုတွေဖြစ်ပေါ်စေမယ့်အပြင်မြန်မာအရေးပြည့်ရှင်းမှုပုံမှုခက်ခဲစေလိမ့်မယ်လို့သတိပေးလိုက်တဲ့အပြင်ဒေါအောင်ဆန်းစုကြည်နဲ့ဖမ်းဆီးထားသူတွေကိုလွှတ်ပေးဖို့ကိုပါဂျပန်အစိုးရကတောင်းဆိုလိုက်ပါတယ်စကိုင်းတိုင်းမွန်လိုင်းမြို့က ထော်တာချိရမှာဂျပန်စစ်ကောင်စီတပ်ကသူ့လက်အောက်ခံတပ်ဖွဲ့တွေကိုရစ်ခါမထောက်ပံ့ပဲပစ်ထားခဲ့တဲ့အတွက်စစ်တပ်မိသားစုတွေပါလက်နဲ့ချီငပ်ပြတ်ခဲ့ရပြီး PDF တွေဖမ်းမိတဲ့အခါကြားမှာစစ်တုံးမစစ်သားပူစောတိနဲ့မိသားစုဝင်အယောက်200နီးပါးဟာအစာဝဝလင်းလင်းစားရတယ်လို့အဲ့ဒီစစ်တုံးဘန်းတွေကိုတိုင်ဝန်ခံပြောဆိုထားကြတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ မြန်မာစစ်အုပ်စုကလုံမဲ့ရွေးကောက်ပွဲကိုဂျပန်အစိုးရကလက်မခံဘူးလို့ထုတ်ပြန်လိုက်ပြီးအဲ့ဒီရွေးကောက်ပွဲကြောင့်ပြင်းထန်တဲ့စန့်ကျင်မှုတွေဖြစ်ပေါ်စေမဲ့အပြင်မြန်မာအရေးဖြစ်ရှင်းဖို့ပုံမခက်ခဲစေလိမ့်မယ်လို့တတိပေးလိုက်တဲ့အပြင်ဒေါ်ဆက်စုကြည်နဲ့ဖန်စီထားသူတွေကိုလွှတ်ပေးဖို့ကိုပါဂျပန်အစိုးရကတောင်းဆိုလိုက်ပါတယ်ဒါကတော့ဒီကနေ့စတင်မလာ၁ရက်နေ့မှာပဲဂျပန်အစိုးရကမြန်မာစစ်အုပ်စုလုံမဲ့ရွေးကောက်ပွဲကိုလက်မခံဘူးလို့တရားဝင်ထုတ်ပြန်လိုက်တာပါလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဂျပန်အစိုးရနိုင်ငံသားရေးဝန်ကြီးဌာနကနေကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်တဲ့အထင်မှာအတိအလင်းပြောဆိုလိုက်တာဖြစ်တယ်လို့မြန်မာဒီမိုကရေစီကောင်းဆောင်ဒေါက်အောင်ဆန်းစုကြည်နဲ့လူအများပြားကိုဖမ်းဆီးပြီးမြန်မာစစ်တပ်ကရွေးကောက်ပွဲပြုလုပ်ဖို့စီစဉ်မှုဟာမြန်မာပြည်သူတွေရဲ့ပြင်းထန်တဲ့စန့်ကျင်တုံ့ပြန်မှုတွေဖြစ်ပေါ်စေမယ့်အပြင်မြန်မာအရေးကိုငြိမ်ငြိမ်ချမ်းချမ်းဖြေရှင်းဖို့ပုံမှုခက်ခဲသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။ဒါအပြင် မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီး၄နှစ်ခွဲကြာသည့်တိုင်အောင်အခြေအနေတွေကတိုးတက်မှုမရှိဘဲလေကြောင်းတိုက်ခိုက်မှုတွေနဲ့အခြားသောအကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့လည်းဂျပန်အစိုးရကပြောထားပါတယ်။ဒီလိုအခြေအနေမျိုးမှာမြန်မာစစ်အုပ်စုကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာခဲ့ပြီးတစ်ဖက်မှာတော့ဖမ်းဆီးထားတဲ့သူတွေကိုပြန်လည်လွှတ်ပေးတာမျိုးမရှိတဲ့အပြင်အားလုံးပါဝင်တဲ့တွစ်ဆုံဆွေးနွေးမှုတွေလည်းမရှိုံနဲ့မကနိုင်ငံရေးတိုးတက်မှုပါမရှိဘဲရွေးကောက်ပွဲကိုလုပ်မယ်ဆိုရင်တော့ မြန်မာအရေးဖြစ်ရှင်းမှုဟာပုံမှုခက်ခဲလာမှာဖြစ်တယ်လို့ဂျပန်အစိုးရကပြောထားပါတယ်။အဲ့ဒီအတွက်ဂျပန်အစိုးရအနေနဲ့မြန်မာနိုင်ငံတော်အပြစ်ခက်ရစဲရေးကိုလက်တွေ့ကျကျအကောင့်ထဲပေါ်ဖို့မျှော်လင့်တယ်လို့ပြောဆိုလိုက်တဲ့အပြင်မြန်မာစစ်အုပ်စုကိုအချက်၃ချက်ပါတောင်းဆိုလိုက်ပြီးအဓိကဒေါ်ဆတ်စုကြည်အပါအဝင်ဖမ်းဆီးထားသူတွေကိုလွှတ်ပေးဖို့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့နဲ့မြန်မာဒီမိုကရေစီစနစ်ကိုအမြန်ပြန်လည်ထူထောင်ဖို့ဂျပန်အစိုးရကထုတ်ပြန်ချက်ထဲမှာအတိအလင်းပြောထားပါတယ်ခင်ဗျ။ ဖက်မှာတော့စကိုင်းတိုင်းမွန်လိုက်မြို့ကထော့သားချင်းရွာမှာအချက်ဖက်စကောင်းစီတက်ကတူလောက်ခံတပ်ဖွဲ့တွေကိုရိတ်ခါမထောက်ပံ့ပဲပစ်ထားခဲ့တဲ့အတွက်စစ်တပ်မိသားစုတွေပါလက်နေချင်းငတ်ပြတ်ခဲ့ရပြီး PDF တွေကဖမ်းမိတဲ့အခါကြားမှာစစ်တုံးမဲ့စစ်သားပြူစောထင်းငယ်မိသားစုဝင်အယောက်200နီးပါးဟာအစာဝဝလည်းစားရတယ်လို့အဲ့ဒီစစ်တုံးဘန်းတွေကိုယ်တိုင်ဝန်ခံပြောဆိုထားကြပါတယ်ဒါကတော့အခုလ15ရက်နေ့ကပဲ အဲ့ဒီစကိုင်းတိုင်းမော်လိုက်မြို့နယ်မှာရှိတဲ့စစ်ကောင်းစီတပ်သားတွေနဲ့စစ်တပ်လက်အောက်ခံပြူစော့တီခေါင်းဆောင်အဲပန်ဦးစီးတဲ့ထော်တာရွာပြူစော့တီစခန်းကိုမော်လိုက်ခံပြီးတဲ့တရင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါတယ်အဲ့ဒီတပ်ဖွဲ့အတွင်းစစ်ကောင်းစီတပ်သားတွေနဲ့ပြူစော့တီတွေအပါအဝင်သူတို့စစ်တပ်မိသားစုဝင်အလုံးပေါင်းအယောက်190ကိုတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်တော်လိုင်းတပ်တွေကဖမ်းဆီးရမိထားတဲ့စစ်သားတွေပြူစော့တီတွေနဲ့ သူတို့မိသားစုတွေကိုပါစစ်တုံးမှဥပဒေနဲ့အညီကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားပြီးအစာရေစာလဲကျွေးမွေးပေးခဲ့တယ်ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးဖန်စီရမိထားတဲ့စစ်သားတွေနဲ့ပြူစောတီတွေကသူတို့ကိုစစ်တပ်ကရိတ်ခါမထောက်ပံ့တဲ့အတွက်သူတို့ရောသူတို့ရဲ့မိသားစုတွေပါလနဲ့ချပြီးငတ်ပြတ်ခဲ့ရတဲ့အကြောင်းတွေကိုပြောထားကြသလိုအခုလို PDF တက်တွေကသူတို့ကိုဖန်စီတဲ့အချိန်ကြားမှာပဲအစာရေစာဝေါ်ဝေါ်လင်းလင်းစားရတော့တဲ့အကြောင်းတွေအပြင် PDF တက်တွေကသူတို့ကိုကောင်းကောင်းမွန်မွန်ဒန်းတူကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းထားတဲ့အတွက် စစ်တပ်ကဝါဒဖြန့်နေတာတွေဟာမှားယွင်းနေတယ်ဆိုပြီးတော့ပါစစ်တုံးမှချစ်ဦးမောင်ဆိုသူကအခုလိုဝန်ခံထွက်ဆိုပြောပြထားပါတယ်။ဒါထော်တာဆန်ကားကောင်းမှာကျွန်တော်တို့စပြီးတော့စာစပြီးပြက်ခဲ့ပါတယ်။စာငပီစာပြက်ခဲ့ပါတယ်။ကျွန်တော်တို့ဆိုရင်ဒါဟိုနေစရာမရှိစားစရာမရှိအဲ့လိုဖြစ်ဖြစ်မျိုးတွေတော့ကြုံခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒါငတ်မုံခေါင်းပါခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကျွန်တော်တို့၈လပိုင်း၃၅ရက်နေ့မှာဒါကျွန်တော်တို့ဤသူကဝေးတက်မတော်ကနေပြီးတော့ကျွန်တော်တို့ထိနေခဲ့ပါတယ်။အရန်လည်းကြောက်ခဲ့ပါတယ်။ ဒါဟုအရင်တော့ကလည်းဒါကျွန်တော်တို့ကအလင်းဝင်မှုလည်းဒါစဉ်းစားခဲ့ပါတယ်ဒါပေမဲ့ဟိုမဟုတ်တဲ့ဝါဒတွေဖြန့်ချီတယ်ကျွန်တော်တို့ကဒါတက်မတော်သားတွေပြည်သူစစ်တွေအားလုံးဟိုပြည်သူတက်မတော်နဲ့ဒါပူးပေါင်းမှဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုးညီမျိုးစုံနဲ့တက်ဖြတ်တယ်ဟိုအမျိုးမျိုးဒုက္ခပြီးတယ်ရန်ရှာတယ်အဲ့လိုမျိုးတွေတည်င်းစကားတွေအမှားတွေတွင်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့15ရက်နေနောက်ပိုင်းမှာကျွန်တော်တို့ဒါအင်းစီထိမ့်သိမ်းခံခဲ့ရပြီမဲ့ကျွန်တော်တို့အခုလက်တွေမှာဒါကျွန်တော်တို့ခြေကောင်းလက်ကောင်းအားလုံးအသက်ခံတာ အားလုံးတည်နေနေဆက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီကဟိုဒီပြည်သူတပ်ဖွဲ့ရနေပြီးထိန်းသိမ်းထားရတာကျွန်တော်တို့လုံလက်လုံကြုံနေဟိုဘယ်လိုပြောမလို့ညီကိုရေးပမာလို့တော့ကျွန်တော်တို့ကိုဆောင်းလျှောက်ထားတယ်ဒါကျွန်တော်တို့လည်းဒါကျူးမေးဆောင်းလျှောက်ထားတယ်သူတို့ဒါကြက်သားရင်နဲ့စားရင်ကျွန်တော်တို့ကြက်သားရင်နဲ့စားရတယ်သူတို့ဝေကောင်းစားလောက်ဝေးရတယ်ကျွန်တော်တို့ဝေကောင်းစားလောက်ဝေးရတယ်ဒါကျွန်တော်ပြောချင်တာတော့ဒီတပ်မတော်သားတွေကတကယ်အာဏာဆန်ကြပါတယ်တကယ်အာဏာရှင်စနစ်တွေပါကျွန်တော်တို့နှစ်နဲ့ချီပြီးတော့စီစားငပြီး ြက်အောင်ကိုကျွန်တော်တို့ပစ်ထားတယ်ကျွန်တော်တို့မှာစားသုံးခဲ့ရတာဆိုရင်လည်းတကယ်ပြက်ပြုတ်လို့ရက်ပြုတ်လို့ရုံးနေပြီးပြုတ်လို့ ਨੇ စားခဲ့ရပါတယ်အချို့ရက်တွေများဆိုရင်ကျွန်တော်ထမင်းနဲ့ခောက်ပြီးတောက်ခဲ့ရပါတယ်ဟိုကလေးတွေဆိုရင်လည်းငကဝဝဝဖြည်းဖြည်းရှိတဲ့ကလေးတွေဆိုရင်ခေါင်းတွေပဲကြံပါတော့တယ်အခုဒီကထိန်းသိမ်းခံပြီးမှကျွန်တော်တို့ဒါအခုမှဒါပြည့်ပြည့်ဝဝပြန်ဖြစ်လာတာပါဒါအပြင်အဲ့ဒီထောသားခြေရောမှာစစ်တကသူ့လူအချင်းချင်းတော့လစ်လူရှုမှုကြောင့်သူတို့မှာငပြတ်မှုပြဿနာပေါ်ပေါက်ခဲ့ပြီးသူတို့စစ်တပ်မိသားစုတွေတဲကခလိငယ်တွေဆိုရင်လည်း လူတကိုယ်လုံးဥကောင်းမဲ့ကြံတော့တဲ့အတိပိန်လီသွားကြတဲ့အကြောင်းနဲ့ PDF တွေသူတို့ကိုဖမ်းမိတဲ့အချိန်အစားအစာတွေကောက်ကောက်မုံမုံကျွေးမွေးတော့မှသာပြန်လဲပြပြဝဝဖြစ်လာရတဲ့အကြောင်းကိုလည်းစစ်တုံးပန်းတတချစ်ဦးမောင်ကပြောထားပါသေးတယ်။တစ်ဖက်မှာတော့အချက်ဖက်စကောင်စီကဒေါ်လာရင်းတက်တွေဟာအခုလိုဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းတွေကိုအစာလည်းမကျွေးပဲအငတ်ထားထားတဲ့အပြင်တပ်ဖြတ်ပစ်ခတ်တာတွေလည်းလုံနေတဲ့ဆိုပြီးမဟုတ်မမှန်ဝါဒဖြန့်နေတာတွေတွေ့တော့စစ်တပ်က ကိုလူအချင်းချင်းတောင်ပြစ်ထားရုံနဲ့မကသူတို့ရဲ့ဝါဒဖြန့်မှုတွေဟာမှား၍နေတာကိုပါကိုယ်တိုင်သိလာရတယ်လို့လဲနောက်ထပ်စစ်တုံးမန်းရဲမင်းထက်ဆိုသူကပါဝန်ခံထွက်ဆိုထားပါသေးတယ်နောက်ထပ်အဲ့ဒီထောသားကြည်ရွာကစစ်တုံးဘန်းတွေဖြစ်ကြတယ်ပြူစောတိမိသားစုဝင်တွေကပါသူတို့ကိုတော်လိုင်းကြီးဘက်ကကောင်းကောင်းမွန်မွန်ကျွေးမွေးဆောင်ရှောက်ပေးထားတဲ့အတွက် ် PDF တပ်ဖွဲ့တွေကိုကျေးဇူးတင်တဲ့အကြောင်းနဲ့စစ်တပ်မှာရှိနေတဲ့စစ်သားတွေနဲ့ပြူစောတိတွေအားလုံးလည်းအမြင်မှန်ရပြီးအမြန်ဆုံးလက်နက်ချအလင်းဝင်တင်တယ်လို့လဲစစ်တုံးဘန်းတွေကိုယ်တိုင်တိုက်တွန်းပြောဆိုထားကြပါသေးတယ်ခင်ဗျာတပ်ဖွဲ့မှာတော့ပဲခူးတိုင်းတောင်ကူးမြို့နယ်ဗတဲ့ချင်းရွာကနေထွက်လာတဲ့အချက်ဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လာအေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခြင်းမှုအတွင်စစ်ကောင်စီတပ်သား၁၀ဦးဝင်းကျင်ကတော့အ ီးသီးတိတ်ကုန်ကြပြီးတဲ့နောက်စစ်တပ်ကအထိနာပြီးပြန်ဆုတ်ပြေးသွားကြတယ်လို့ဝရဇိတ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့အောက်ကလ31ရက်နေ့ဖြစ်တဲ့မနေ့ကပဲတောင်ကူမြို့နယ်ပဒဲချေးရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြက်ဖက်စကောက်စီတက်ကချေးရွာအနီးတစ်ဝိုက်ကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အချိန်ဒေါ်လိုင်းပူပေါင်းတက်တွေကလမ်းကနေအသင့်ဆောင်ပြီးဂျာဖြတ်တက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်ကောက်စီတပ်သား10ဦးဝင်းကျင်ကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအ တီးတီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဟာအထိနာပြီးပြန်ဆုတ်ပြေးသွားကြတယ်လို့ဝရစင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိအကြမ်းဖက်စစ်ကောင်စီတပ်ကဘကိုးတိုင်းတောင်ကုန်းမြို့နယ်အတွင်းမှာသူတို့စစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲမတိုင်မီတည်ငြိမ်မှုရှိအောင်ဆိုတဲ့အကြောင်းပြချက်နဲ့မြို့နယ်အတွင်းမှာရှိတဲ့ဂျေးရွာတွေကိုစစ်ကြောင်းထိုးတာတွေမကြာခဏလုံနေပြီမြဲ။ ဒေါ်လာရင်းတွေနဲ့ထိတ်ကြိုက်တွေ့တာ ਨੇ သူတို့စစ်တပ်ဘက်ကသာအထိနာပြီးပြန်ပြန်ဆုတ်ပြေးသွားရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွေ့သတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကကလေးဝမြို့နယ်မှာစစ်တပ်ထုတ်ကုန်းဒဂုံဘီယာဖားပေါင်း450တင်ဆောင်လာတဲ့ကားကိုဒေါ်လာရင်းတွေကဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီဘီယာတွေအားလုံးကိုပါဖျက်ဆီးရှင်းလင်းလိုက်တယ်လို့ကလေးခရိုင်ပကပတာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဩဂုတ်လ25ရက်နေ့ကပဲ ကလေးဝမြို့နယ်အတွင်းကလမ်းပိုင်းတနေရာမှာကလေးဝမြို့နယ် PDF ပကဖားနယ်ပအဖအဖွဲ့တွေရှောင်းတခင်စစ်ဆေးရေးပြုလုပ်တဲ့အချိန်အချမ်းဖက်စစ်တပ်ထုတ်ကုန်ဒဂုံပီယာဖားပေါင်း450တင်ဆောင်လာတဲ့ကားကိုဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်အဲ့ဒီစစ်တပ်ထုတ်ကုန်ဘီယာတွေကိုစွန့်ထက်အောင်ကားကြီးကနေတင်ဆောင်လာတာဖြစ်ပြီးပိုင်ရှင်ဖြစ်သူအဟာဘန်ဟုတ်ဆိုသူဖြစ်တယ်လို့ယင်မောင်းနဲ့ယင်နောက်လိုက်ကနေမင်းအောင်နဲ့မောင်ထေးဆိုသူတို့ဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီနော် ဒေါ်လာအင်တက်တွေကဖန်စီရမိတဲ့စစ်တပ်ထုတ်ကုန်ဘီယာတွေကိုဖန်စီရမိတဲ့ကာကန်ရှင်တွေအရှိမပဲဖြက်စီးရှင်းနေလိုက်ပြီးအဲ့ဒီစစ်တပ်ထုတ်ကုန်တယ်လာတဲ့သူတွေကိုတော့နောက်နောက်မှအခုလိုစစ်တပ်ထုတ်ကုန်တွေတက်ဆောင်တာမျိုးမလုပ်ဖို့ခံဝင်ထုတ်ခိုင်းပြီးပြန်လွတ်ပေးလိုက်ပါတယ်လို့ကလေးခိုင်ပကပတောင်ဝင်ငန်းကပြောထားပါတယ်။လက်ရှိစကိုင်းတိုင်းအတွင်းဒေါ်လာအင်တက်တွေစုမှုထားတဲ့ဒေသတွေမှာစစ်တပ်ထုတ်ကုန်ဘီယာအရက်တွေနဲ့စစ်တပ်ထုတ်ကုန်ကုန်ပစ္စည်းတွေကိုတည်ယူပို့ဆောင်ရောင်းချတာတွေမလုပ်ဖို့မြစ်တာရက်ခံထားပါသေးတယ်ခင်ဗျ။ ဖတ်မှာတော့ကချင်ပြည်နယ်ဖားကန်မြို့ကမရှိကထောင်ရက်ကွက်ရဲ့ဒုက္ခစေကအနီမှာသက်30အရွယ်အမျိုးသားတဦးပြစ်တက်ခံရပြီးလူငယ်အယောက်40ဝန်းကျင်ကိုလည်းအကြံဖတ်စစ်ကောင်စီတပ်ကဖမ်းဆီးထားကြတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပါတယ်ဒါကတော့ဒီကနေ့စက်တင်ဘာလ1ရက်နေ့မနက်ပိုင်းမှာပဲဖားကန်မြို့မရှိကထောင်ရက်ကွက်ဒုက္ခစေကအနီမှာအသက်30အရွယ်အမျိုးသားတဦးပြစ်တက်ခံထားရပြီးညီသည့်နေရာကပြစ်ခတ်လိုက်တဲ့ဆိုတာကိုမသိရပါဘူးမယ်အဲ့ဒီပြည်သူအမျိုးသားကတော့တိတ်ဆုံးသွားပြီဖြစ်တယ်လို့ဆိုပါတယ် ဒါပြင်အချက်ဖက်စကောင်စီတက်ကဖာကန်မြို့မှာပြည်သူတွေကိုဇက်တိုက်ဖမ်းဆီးမှုတွေလုပ်နေရမှာဩဂုတ30ရက်နေ့ကနေဖာကန်မြို့မရှိကတောင်ရက်ကွက်ကြောက်စိမ့်သူစားတောက်ဆိုင်မှာမွေးနေပွဲပြုတ်လုနေတဲ့လူငယ်10ဦးထက်မနည်းကိုအချက်ဖက်စကောင်စီတက်ကဝင်ရောက်ဖမ်းဆီးသွားတဲ့အပြင်ဩဂုတ29ရက်နေ့ကလည်းအဲ့ဒီမရှိကထောင်ရက်ကွက်ကြောက်စိမ့်တောင်တရားထိတ်မှာလူငယ်15ဦးကိုစစ်တပ်ကဖမ်းဆီးတွားရုံနဲ့မကဩဂုတ်31ရက်နေ့ဖြစ်တဲ့မနေ့ကလည်း ဖားကံမြို့ကြောက်ဝိုင်းအတွင်းကဆိုင်ကယ်ဝက်ရှော့ဆိုင်မှာရှိတဲ့ဝက်ရှော့ဆရာနဲ့အလုတ်တင်လူငယ်၃ဦးအပြင်လမ်းပေါ်မှာကားနှစ်စီးနဲ့ဖြတ်သွားတဲ့လူငယ်တွေကိုပါစစ်ကောင်စီတပ်သားတွေကဖမ်းဆီးသွားတယ်ဆိုပါတယ်။လက်ရှိဖားကံမြို့ပေါ်နေရာ၅ခုမှာအကြမ်းဖက်စစ်ကောင်စီတပ်ကနေရာယူတပ်ဆွဲပြီးဂိတ်တွေချပြီးတော့ကိုပြည်သူတွေကိုစစ်ဆေးဓာတ်တွေဖမ်းဆီးဓာတ်တွေလုပ်နေတယ်လို့စစ်တပ်ကဖမ်းဆီးထားတဲ့လူငယ်စုစုပေါင်းအယောက်40ဝန်းကျင်ရှိနေပြီဖြစ်တဲ့အပြင်ပြန်လည်လွတ်မြောက်လာမှုလည်းမရှိသေးဘူးလို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ။ ။တစ်ဖက်မှာတော့စကိုင်းတိုင်းကကမ့်ဘလူးမြို့နယ်မှာအချပ်ပစကောင်စီတပ်ကစစ်ဘေးရှောင်ပြည်သူလင်မယားနှစ်ဦးကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့ပြီးနေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့တယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဖြစ်စဉ်ကတော့အခုလ31ရက်နေ့ဖြစ်တဲ့မနေ့ကပဲကမ့်ဘလူးမြို့နယ်ချက်တင်အထိုင်စစ်တပ်စခန်းကနေစစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိတွေဟာပုံနာကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်ဆိုပါတယ်။အဲဒီနောက် စစ်ကောင်စီတပ်စစ်ကြောင်းဟာဥကင်းကြီးကျေးရွာနဲ့နှောကုန်းကျေးရွာတွေကိုဒရုန်းနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ပြီးမှပုံနာကြီးရွာကနေစစ်ပေးရှောင်နေရတဲ့အသက်55နှစ်အရွယ်ကိုဇော်မျိုးလှိုင်နဲ့အသက်44နှစ်အရွယ်မမမသိန်းဆိုသူတို့လင်မယားနှစ်ဦးကိုရရဆက်ဆက်တပ်ဖြတ်ခဲ့ကြတဲ့အပြင်စစ်ရှောင်တဲတွေကိုပါမိရှုဖြက်စီးသွားကြတယ်လို့ကျွန်းလာတကြွလှူရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီအချက်ပတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လာရင်းတက်တွေကတိတိကျကျမှာပဲတော့ရောက်တက်ခိုက်ချင်းမိုးရမှာတော့ စစ်ကောင်စီတပ်သားခေါနဦးထက်မနေဟာအပြင်းအထန်ဒဏ်ရာတွေရပြီးအဲ့ဒီတက်ကငါးဦးကိုနွားလဲနဲ့တင်ပြီးတော့ကိုတည်သွားကြတယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိစကိုင်းတိုင်းမှာအချက်ဖက်စစ်ကောင်စီတပ်ဟာမြေပြင်စစ်ကြောင်းထိုးတဲ့အချိန်တိုင်းဒေါ်လာရင်းတက်တွေနဲ့ထိတ်တိုက်မတွေ့တဲ့အချိန်မျိုးတွေမှာဘာမှမဆိုင်တဲ့လက်နက်မဲ့အယတပီသူတွေကိုအနိုင်ကျင့်ဖမ်းဆီးတပ်ဖြတ်တာတွေနဲ့ခြေရွာတွေကိုမိရှုဖျက်ဆီးတာတွေလုပ်နေပြီး တကယ်တကယ်ဒေါ်လာကြီးတက်တွေနဲ့သူတင်ကိုတင်တိုက်ခိုက်ကြတဲ့တိုက်ပွဲတိုင်းမှာတော့သူတို့စစ်တပ်ကသာတိုက်ခိုက်ချေမုန်းခံရတဲ့အတွက်ယသပြည်သူတွေကိုမဲပြီးတပ်ဖြတ်တာတွေမိရှုတာတွေလုပ်နေတာဖြစ်တယ်လို့လည်းဒေတာတွင်းသတင်းအရေးမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အချမ်းဖတ်စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲဝင်မဲ့စစ်တပ်မှာဒုတိယဗိုလ်မှူးကြီးအစင်တီတာဝန်ထမ်းဆောင်ဘူးသူ NLD ပါတီဝင်ချင်းပြည်နယ်စီပင်ဝင်ကြီးဟောင်း ပြည်နယ်လွတ်တော်ကုစလေဦးစိုးထက်ဆိုသူကို NLD ပါတီကထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။ဒါကတော့ဒီကနေ့စက်တင်ဘာလ10ရက်နေ့မှာပဲ NLD ပါတီဝင်ချင်းပြည်နယ်စီပင်ဝင်ကြီးဟောင်းပြည်နယ်လွတ်တော်ကုစလေဦးစိုးထက်ဆိုသူကိုပါတီကနေထုတ်ပယ်လိုက်တယ်လို့ NLD ကကြေညာလာတာပါ။အဲ့ဒီဦးစိုးထက်ဆိုသူဟာ NLD ရဲ့ချင်းပြည်နယ်ပလတ်ဝမြို့နယ်အလုံအမှုဆောင်အဖွဲ့ဝင်အဖြစ်2020ရွေးကောက်ပွဲအနိုင်ရပလဝမြို့နယ်မဲဆန္ဒနဲ့အမှတ်1ပြည်နယ်လွတ်တော်ကုစလေဖြစ်သလို2015ရွေးကောက်ပွဲတုန်းကလည်း ပလောဝမဲဆန္ဒနယ်မှာအနိုင်ရရှိခဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါပြင် NLD အစိုးရရဲ့ချင်းပြည်နယ်စီပင်တာယာရေးဝန်ကြီးအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့အဲ့ဒီဥဆုတက်ဆိုသူဟာလက်ရှိအကြမ်းဖက်စစ်တပ်ကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့လုပ်နေတဲ့အတွက် NLD ပါတီကနေသူ့ကိုထုတ်ပယ်လိုက်တယ်လို့ထုတ်ပြန်ကြေညာလာတာပါ။လက်ရှိအကြမ်းဖက်စစ်တပ်ကသူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့အခြေခံဥပဒေကိုတောင်ပြန်လည်ချိုးဖောက်ပြီးနိုင်ငံတော်အာဏာကိုအာရမလူယူခဲ့တဲ့အပြင် 2020ရွေးကောက်ပွဲမှာပြည်သူတွေမဲ့ပေးရွေးချယ်ထားတဲ့ရလက်ကိုညှင်းဆန့်ပြီး NLD ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံအကြီးအကဲတွေကိုမတရားဖမ်းဆီးခဲ့တာကြောင့်လက်ရှိစစ်တပ်ကလုပ်မဲ့အတူယောင်ရွေးကောက်ပွဲဟာတရားဝင်မှုမရှိသလိုအဲ့ဒီလိုရွေးကောက်ပွဲမှာပါဝင်ဖို့လုပ်နေတဲ့ဥဆိုထက်ဆိုသူကိုလည်း NLD ပါတီကနေထုတ်ပယ်လိုက်တယ်လို့ NLD ကကြေညာလာတာဖြစ်ပါတယ်အဲ့ဒီဥဆိုထက်ဆိုသူကတော့ ချင်းလူမျိုးဖြစ်ပြီးသူဟာအရင်ကစစ်တပ်ထဲမှာဒုတိယဗိုလ်မှူးကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတော့ရောင်းခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ